အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကဟာရဆရာဝန်ဒေါက်တာညီကျော်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့နိုင်ငံမှာအရန်ပူပြင်းနေတဲ့အတွက်ကြောင့်ချွေးတွေအရန်ထွက်ကြတယ်ချွေးထွက်တာနဲ့အတူတူရေဓာတ်တွေဆုံးရှုံးလာတယ်စားဓာတ်တွေပါဆုံးရှုံးသွားတယ်အဲ့လိုမျိုးဆုံးရှုံးသွားတဲ့ရေဓာတ်တွေစားဓာတ်တွေကိုပြန်လည်ဖြည့်တင်းပေးနိုင်မှုအတွက်ကျွန်တော်အသီးဖျော်ရည်လေးတွေတောက်ပေးရမယ်ပေါ့တောက်တဲ့နေရာမှာဘယ်လိုအသီးဖျော်ရည်လေးတွေကဘာတော့ကောင်းလဲဆိုတာကိုကျွန်တော်ရှင်းပြပေးခြင်းပါတယ် ပထမဆုံးအနေနဲ့ကတော့ pineapple honey smoothie ဖြစ်ပါတယ်။ဒီထဲမှာကျွန်တော်တို့ကဒိန်ချင်ပါမယ်၊နနသီးပါမယ်၊ပြားရည်နဲ့သကြားပါပါမယ်။အဲ့တော့ဒီမှာဆိုရင်နနသီးပါတဲ့အတွက်ကြောင့် vitamin သတ္ထုဓာတ်တွေအများကြီးပါဝင်တယ်လို့ဒိန်ချင်ပါဝင်တဲ့အတွက်ကြောင့် probiotic တွေလည်းပါဝင်တဲ့အတွက်ကြောင့်ကျွန်တော်နွေရည်နဲ့ကိုက်ညီတဲ့အသီးဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ နောက်အသီးဖြော်ရည်တစ်မျိုးကတော့ watermelon lemonade ဖြစ်ပါတယ်ဖရဲသီးရဲ့တံမြာသီးရဲ့ပူစီနံနဲ့တကြားပဲလိုအပ်ပါတယ်ဖရဲသီးကိုသုံးနာရတဲ့အတွက်ကြောင့်ရေတက်ကျွဲဝမျှတစွာပါဝင်တယ်တံမြာသီးသုံးနာရတဲ့အတွက်ကြောင့်ကျွန်တော်လန်းဆန်းစေပါတယ်အဲ့လိုမျိုးအခုလိုမျိုးနွေရာသီးမှာဆိုရင်တော့လိုက်ဖက်တဲ့ဖြော်ရည်တစ်မျိုးပဲဖြစ်ပါတယ်နံပါတ်3ကတော့ pineapple coconut refresher ဖြစ်ပါတယ်အဲ့ဒါကတော့အုံးရည်ရဲ့ပန်းသီးရဲ့တကြားရဲ့ပေါ့အုံးရည်ပါဝင်တဲ့အတွက်ကြောင့်ကျွန်တော်တို့စားတတ်တည်ဖြစ်တဲ့ ပိုတက်ဆီယမ်ဓာတ်တွေကိုလည်းဖြည့်တင်းပေးပြီးသားဖြစ်သွားနိုင်တယ်။နောက်ခါကျပန်းသီးမှာလည်းဗီတာမင်တတ်ထုဓာတ်တွေအများကြီးပါဝင်တဲ့အတွက်ကြောင့်ရေဓာတ်ဆုံးရှုံးမှုကိုတော်တော်လေးအထောက်အကူဖြစ်စေတဲ့ဖြော်ရည်တစ်မျိုးဖြစ်ပါတယ်ခင်ဗျ။ စရုပ်ထားတစ်မျိုးကကျတော့ homemade grape juice ဖြစ်ပါတယ်ဒါကတော့ကျွန်တော်စပြက်သီးကိုအခြေခံပြီးအသုံးပြုကြမယ်စပြက်သီးကိုထမင်းစားပကံလုံးနဲ့နှစ်ခွက်လိုတယ်တံမြာသီးတစ်လုံးနဲ့တကြားလိုအပ်ပါတယ်ရေခဲလည်းလိုအပ်ပါတယ်စပြက်သီးများတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီထဲမှာ antioxidant တွေပါဝင်တယ်ဗီတာမင်တတ္ထုဓာတ်တွေပါဝင်တဲ့အတွက်ကြောင့်ချွေးဓာတ်အရင်ဆုံးရှုံးသွားတယ်စားဓာတ်တွေအရင်ဆုံးရှုံးသွားပြီဆိုရင်တင့်တော်ပါတယ်ခင်ဗျာ ဟိုနံပါတ်9အနေနဲ့ဆိုရင်တော့ Dragon Fruit Ginger Blast ဖြစ်ပါတယ်ဒီထဲမှာနှကမောက်သီးတွေပါမယ်တံမြာသီးရယ်ပြားရည်ရယ်ဂျင်းနှင်းငယ်ပါဝင်ပါတယ်ဂျင်းပါဝင်တဲ့အတွက်ကြောင့်တန်ရော Antioxidant တွေအများကြီးပါဝင်တယ်လို့နှကမောက်သီးကလည်း Vitamin C နဲ့တခြားသော Vitamin တွေကျော်ဝတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနွေရာသီမှာတင်တော်တဲ့ဖြော်ရည်တစ်မျိုးပဲဖြစ်ပါတယ်ခင်ဗျာ နံပါတ်6အနေနဲ့ပြောမယ်ဆိုရင်တော့ဒါ orange banana smoothie ဖြစ်ပါတယ်ဒီထဲမှာဆိုရင်တော့ကျွန်တော်တို့လိမ္မော်သီးပါမယ်ငပြောသီးပါမယ်တခြားပေါက်ဝင်ပါမယ်အဲ့တော့ကျွန်တော်လိမ္မော်သီးကနေပြီးတော့ vitamin C တွေကျွယ်ဝစွာပေါဝင်နိုင်တယ်လို့ငပြောသီးကနေပြီးတော့လည်းကျွန်တော်တို့ potassium ဓာတ်တွေနဲ့တခြားသောလိုအပ်တဲ့ vitamin သတ္တုဓာတ်တွေအများကြီးပါဝင်ပါတယ်ဒါလည်းသိမျှော်တဲ့ဖြော်ရည်တစ်မျိုးပဲဖြစ်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ပတ်တွေမှာလည်းကျွန်တော်တို့ပြန်တွေ့ကြပါမယ်ခင်ဗျာ